ရွေးကောက်ပွဲအောင်ယခုနေ့ဒီဇင်ဘာတတိယပတ်နေ့စတုထပတ်2026ခုနှစ်ဇန်နဝါရီပထမပတ်နေ့ဒုတိယပတ်တို့တွင်ပြုလုပ်ရန်ရှားထားကြောင်းနေဇန်နဝါရီလအတွင်းရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးရန်လိုကြောင်းနိုင်ငံတော်စီမံအောက်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောကြားပါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစည်းဝေးကိုမတ်လ25ရက်နေ့နောက်ပိုင်းမှာနေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးစည်းဝေးခန်းမမှာပြုလုပ်ခဲ့ပြီးအဆိုပါစည်းဝေးတွင်နောက်ဆက်ကဥက္ကဋ္ဌကအဲ့လိုထည့်သွင်းပြောကြားခြင်းဖြစ်ပါသည် လွတ်လပ်ပြီးတရားမျှတတဲ့ပါတီဆောင်ဒီမိုကရေစီအထူးထူးရေကောက်ပွဲကျင်းပနိုင်ရေးအတွက်မိမိတို့အနေနဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းယခင်ကမိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူခြင်းနှစ်နှစ်တာကာလအတွင်းရေကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက်စဉ်စားဆောင်ရွက်ခဲ့ပေမဲ့လေကိုဗစ်19အလွန်ကာလဖြစ်ခြင်းနဲ့ရေကောက်ပွဲကျင်းပရန်တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ဖြစ်ခြင်းကြောင့်ကျင်းပနိုင်ငံချင်းမရှိကြောင်းနာဆကဥက္ကဋ္ဌကပြောကြားပါသည် မဲဆန္ဒရှင်စီမံမှန်ကန်စွာရရှိရေးအတွက်2024ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာတကောင်စင်ကောက်ယူခြင်းအားဆောင်ရွက်ခဲ့ပြီးရာနှုန်းပြည့်ကောက်ယူရရှိတဲ့မြို့နယ်များရှိတဲ့ကဲ့သို့အကြောင်းမျိုးမျိုးကြောင့်ကောက်ယူရန်ကြံရှိတဲ့မြို့နယ်များလည်းရှိနေသေးကြောင်းကောက်ယူရရှိတဲ့စီမံပေါ်မူတည်ပြီးဆန္ဒမဲပေးနိုင်တဲ့အသက်18နှစ်နဲ့အထက်လူဦးရေစီးရင်ကိုကောက်ယူရရှိထားပြီးဖြစ်ကြောင်း ဒါကြောင့်ရွေးကောက်ပွဲအားယခုနှစ်ဒီဇင်ဘာလတတိယပတ်နေ့စတုထားပတ်ဇန်နဝါရီလပထမပတ်နေ့ဒုတိယပတ်တို့အတွင်းကျင်းပပြုလုပ်ရန်ရထားကြောင်းနာဆာကဥက္ကဋ္ဌကပြောကြားပါသည်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာမဲလက်မှတ်များအသုံးပြုပြီးရွေးကောက်ပွဲဥပဒေနဲ့မညီညွတ်တဲ့ကြိုတင်မဲ့ပေးမှုများမဲလက်မှတ်ရိုင်းနှိမ်မှုများဥပဒေနဲ့မညီတဲ့အမိန့်နဲ့ညွှန်ကြားချက်များပြင်ဆင်မှုများကိုပြုလုပ်ခဲ့ခြင်းကြောင့်မဲပသမမှုများနဲ့မဲဆင်းများမှောက်ရမှုများဖြစ်ပေါ်ခဲ့တာကိုအားလုံးသိရှိပြီးဖြစ်ကြောင်း အဆိုပါတွေ့ကြုံခဲ့ရတဲ့တွေ့ကြုံရစနာမဲပေးမှုနဲ့ပတ်သက်ပြီးနိုင်ငံတကာမှာရွေးကောက်ပွဲကျင်းပမှုများကိုလစ်လာပြီးငွေကြေးကုန်ကျမှုများပေမဲ့လည်းမိမိတို့နိုင်ငံနဲ့ကိုက်ညီပြီးမဲမတမာမှုပြုလုပ်ရန်မလွယ်ကူတဲ့စနစ်ဖြစ်တဲ့ Electronic Voting Matching စနစ်နဲ့စနာမဲပေးရန်ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း NASA ကဥက္ကဋ္ဌကပြောကြားပါသည်။ မိမိတို့ကျင်းပတဲ့ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲဟာလွတ်လပ်၍တရားမျှတပြီးပဒမမှုကင်းရှင်းတဲ့ရွေးကောက်ပွဲဖြစ်အောင်ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲဥပဒေမှာရွေးကောက်ပွဲအားဖြစ်နိုင်သရွေ့တနေ့တည်းကျင်းပရန်အများပြည်သူရုံးပရက်တွင်ပြုလုပ်ရန်ကြိုတင်ကြေညာရန်ပြရန်ပါရှိကြောင်းဒါကြောင့်ရွေးကောက်ပွဲပြုလုပ်ရန်အတွက်ရဲအကန့်အသတ်ပြုလုပ်ထားခြင်းမရှိဘူးလို့ပြောရမှာဖြစ်ကြောင်း မြန်မာနိုင်ငံတမိုင်းမှာပါလီမန်ဒီမိုကရေစီခေတ်တွင်လည်းပြည်တွင်းနဲ့တက္ကသိုလ်ပြည်ပခါများကြောင့်ရွေးကောက်ပွဲအားတစ်ချိန်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်းနာဆာကဥက္ကဋ္ဌကပြောကြားပါသည်မိမိတို့အနေနဲ့ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းပြောင်စုလွတ်တော်အမျိုးသားလွတ်တော်များကျင်းပရာတွင်အစည်းအဝေးအထမြောက်ခြင်းနဲ့ပတ်သက်ပြီးအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်းဒိုင်းဒေသကြီးနဲ့ပြည်내လွတ်တော်များနဲ့ပတ်သက်ပြီးလည်းအလားတူပင်ဖြစ်ကြောင်း တတိသားကြီးနဲ့ပြည်နယ်လွှတ်တော်များဟာဝန်ကြီးချုပ်များကိုရွေးချယ်ခန့်အပ်ရခြင်းဖြစ်တာကြောင့်အရေးကြီးကြောင်းနာဆာကဥက္ကဋ္ဌကပြောကြားပါတယ်။သက်ဆိုင်ရာတတိသားကြီးနဲ့ပြည်နယ်များအလိုက် electronic voting machine များဖြင့်စောင့်ဝခြင်းဖြစ်တာကြောင့်အချိန်တိုးတွင်စနာမဲပေးနိုင်ခြင်းနဲ့မဲရလက်ရရှိခြင်းများရရှိမှာဖြစ်ကြောင်းမိမိတို့အနေနဲ့တရက်နှစ်ရက်အတွင်းမဲစင်းအားအတိပြုစောင့်ဝနိုင်ကြောင်းတလာတွင်ရွေးကောက်ဝယ်ပြုလုပ်၍ရတဲ့မြို့နယ်များတွင်ရွေးကောက်ဝယ်ပြီးမြောက်နိုင်မှာဖြစ်ကြောင်း ကြိုတင်မဲ့ကိစ္စရင်းများနဲ့ပတ်သက်ပြီးနိုင်ငံတကာမှစောင့်ဝန်းနေမှုများကိုလေ့လာဆောင်ရွက်လျက်ရှိကြောင်းအချို့နိုင်ငံများတွင်ကြိုတင်မဲ့ပေးခြင်းများ ကိုခွင့်မပြုထားကြောင်း Electronic Voting Machine ဖြင့်စစ်တမ်းမဲ့ပေးခြင်းဖြစ်တာကြောင်းကိုယ်တိုင်မဲ့ပေးရန်လိုအပ်ကြောင်းလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့တပ်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပြည်ပသို့တရားဝင်တောရောက်လျက်ရှိတဲ့ပြည်သူများရဲ့ဆန္ဒမပေးနိုင်ရေးအတွက်လည်းထည့်သွင်းစဉ်းစားရန်လိုကြောင်း ကြိုတင်မဲပေးခွင့်နဲ့ပတ်သက်ပြီးအားလုံးဝမ်းဝန်းစဉ်းစားဆွေးနွေးကြစီလိုကြောင်းနဲ့မိတို့ပင်ဖြစ်စေလာမယ့်နှစ်ဇန်နဝါရီလအတွင်းရေကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီရင်လိုကြောင်းနောက်ဆက်ကဥက္ကဋ္ဌကပြောကြားပါသည်အစည်းအဝေးသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်အတွင်ရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းထွေတွဲဖက်အတွင်ရေးမှူးဗိုလ်ချုပ်ကြီးရေဝင်းဦးကောင်စီအဖွဲ့ဝင်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်